ဟုတ်ကစားသမားဘုရားရနာတော်မှာဖြစ်ပါတာဟုတ်အခုနားမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုကိုမလည်းနည်းနည်းလေးတန်ရာလေးရှိနေတဲ့အတွက်ကြောင့်မဟုတ်ပါဘူးနော်အဲ့တော့ကြောင့်မလို့ကောက်ကိုဆုံးဖြတ်လိုက်တာပါတော့အသက်ရွယ်လေးလေးရလာပြီဆိုတော့တကြောင်မလို့အားကြောင့်မသာနောက်ဆုံးနေနေမလို့တဲ့ဒါနောက်ဆုံးဘယ်လိုပြောရမလဲကိုဘွားတော့ကဒါ ဟိုနောက်ဆုံးအသက်ရွယ်လေးရလာတဲ့အတွက်ကြောင့်မဟုတ်ဒါကြောင့်မဟုတ်အခုလာမဲ့စီးကိရနောက်ဆုံးပိတ်အနေနဲ့ကစားသွားမှာဖြစ်ပါတော့အရှိမတော့ဟိုသွားခဲ့တဲ့ဟာတွေကအများကြီးပဲเนาะအရှိတော့အရှာအားစားပြန်ဝင်တော့ကိုရွှေလေးငွေလေးခြေနှစ်ကိုယူခဲ့ပြီးပါပဲအခုနောက်ဆုံးပိတ်အနေနဲ့တော့ဟိုအရင်ဆုံးစားခဲ့တဲ့စီးကိမှာပထမဆုံးရွှေရခဲ့တဲ့ထိုင်းမှာပဲအခုနောက်ဆုံးပိတ်အနေနဲ့သွားကစားပြီးတော့နောက်ဆုံးပိတ်အနေနဲ့ရွှေနဲ့ပိတ်မယ်လို့တော့ဟိုကိုကြိုတင်ပြင်ဆင်ခဲ့ပါပြီမင်္ဂလာပါရှင့်ဟောနာမည်ကတော့အေးအောင်ဖြစ်ပါတယ် ။အာအာဇာတော့ဟိုဟာဂျူရိုအာဇာနေပါ။အနှုတ်68ကီလိုတန်းမှာကစားမှာဖြစ်ပါတယ်။အခုကိုလည်းအများကြီးပြင်ဆင်ခဲ့ပြီးွားလေ။အများကြီးလည်းလေ့ကျင့်ခဲ့တဲ့အတွက်ကြောင့်မလို့ဟိုကိုကိုတော့ယုံကြည်တယ်ပေါ့နော်။အကုန်လုံးလည်းအကောင်းဆုံးလုပ်ခဲ့ပြီးွားတဲ့အတွက်ကြောင့်မလို့အခုတော့ပြိုင်တဲ့ခါမှလည်းအကောင်းဆုံးရှင်းပြန်ခဲ့မှာ။ဟုတ်အချိန်ကတော့တော်တော်များပါပေါ့နော်။နှစ်နှစ်လုံးပေါက်နေပါပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။အာရက်ဇက်ကတော့ဒါကဟိုကစားတဲ့ဟာလည်းနောက်ဆုံးနေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအခုစီးကိတ်မှလည်းရွှေစိတ်ကိုနောက်ဆုံးဘိတ်အနေနဲ့ယူဖို့ ပို့ပို့ပြင်ဆင်ထားပြီးပါဟုတ်ကဲ့အရှိမကတော့ဟိုသွားခဲ့တဲ့ဟာတွေကအများကြီးပဲเนาะအရှိတော့အရှာအစားပြိုင်ပွဲတော့ကိုရွှေလေးငွေလေးခြေနှစ်ကိုယူခဲ့ပြီးပါပဲအခုနောက်ဆုံးပိတ်အနေနဲ့တော့ဟိုအရင်ဆုံးစားခဲ့တဲ့စီကိန်းမှာပထမဆုံးရွှေရခဲ့တဲ့ time မှာပဲအခုနောက်ဆုံးပိတ်အနေနဲ့သွားကစားပြီးတော့နောက်ဆုံးပိတ်အနေနဲ့ရွှေနဲ့ပိတ်မယ်လို့တော့ဟိုကိုကြိုတင်ပြင်ဆင်ခဲ့ပါပြီပါအဲတော့ကြုံကြိုက်ွားတဲ့ဟာလို့ပြောရမှာပါเนาะပြိုင်မဲ့ရက်ကောဟိုအေးပြီးခဲ့တဲ့ပထမဆုံးရခဲ့တဲ့ဟို time မှာပထမဆုံးရွှေရခဲ့တဲ့ရက်ကလည်း73ရက်နေပြိုင်ပွဲဒီနှစ်လည်း ထိုင်းမှာပဲ73ရက်နေပဲပြိုင်ပွဲအဲ့ဒီအတွက်ကြောင့်မနည်းနည်းတိုက်ဆိုင်မှုလေးတွေများတဲ့အတွက်ကြောင့်မဒီနေ့ကိုတော့အကောင်းဆုံးပြင်ဆင်ပြီးတော့အကောင်းဆုံးကြိုးစားခဲ့မှာဟုတ်ဟုတ်ကစားသမားဘဝကရနာတော့မှာဖြစ်ပါတယ်ဟုတ်အခုနားမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုကိုယ်မှလည်းနည်းနည်းလေးဒဏ်ရာလေးရှိနေတဲ့အတွက်ကြောင့်မဟုတ်ပါဘူးနော်အဲ့တော့ကြောင့်မလို့ကိုယ့်ကိုဆုံးဖြတ်လိုက်တာပေါ့နော်အသက်ရွယ်လေးလေးရလာပြီဆိုတဲ့အတွက်ကြောင့်မလို့အဲ့ကြောင့်မလားနောက်ဆုံးအနေနဲ့မလို့တဲ့ဒါနောက်ဆုံးဘယ်လိုပြောရမလဲကိုယ့်ဘဝအတွက်ကတည်းက ဟိုနောက်ဆုံးအသက်ရွယ်လေးရလာတဲ့အတွက်ကြောင့်မဟုတ်ဒါကြောင့်မဟုတ်အခုလာမဲ့စီကိတ်ကနောက်ဆုံးပိတ်အနေနဲ့ကစားသွားမှာဖြစ်ပါတယ်ဟုတ်ဟုတ်ပြီးခဲ့တဲ့စီကိတ်နှစ်ကတော့ဝိတ်တန်းမပါဘူးဝိတ်တန်းမပါဘဲနဲ့အတင်းလိုက်ဥဆောင်ပြီးတော့သွားကစားပေးခဲ့ပါတယ်ဟုတ်နီးပြအနေနဲ့တော့ပြန်ပြီးတော့ရက်တီသွားပါဟုတ်ဂျူလိုကစားနည်းကို1996ခုနှစ်မှာစကစားခဲ့တာဖြစ်ပါတယ်အမတ်တရပြောရမယ်ဆိုရင်တော့ဟိုဘောနော်ညီမစီကိတ်မှာလှုပ်သွားတဲ့ပွဲမှာပေါ့နော်ဟို final ပွဲမှာဗီယက်နမ်နဲ့ကစားတဲ့အချိန်မှာသူပြိုင်ပွဲပြီးကနေ၄စက္ကန့်လောက်လုံးဂျာမတစ်ဖက်ပြန်ဖက်ကစားသမား ဗီယက်နမ်ကိုနိုင်ပြီးတော့မှရွှေစည်းစုအဲ့လာတော့ကိုဘွားရဲ့အမှတ်တမ်းတစ်ခုပဲပေါ့နော်အင်ရှင်နိုင်ငံဖြစ်ကျင်းပနေတဲ့အချိန်မှလည်းဖြစ်တယ်ပြီးတော့ပြိုင်ပွဲပြီးကနေလေးကစားကအလိုမှပြန်ပြီးတော့နိုင်သွားတဲ့အတွက်ကြောင့်မှအဲ့လာတော့ကိုဘွားအတွက်မတရားတခုပါဟိုကိုအခုလိုနားဝတဲ့အခါမှာကြံခဲ့တဲ့ဂျူနီယာသမားတွေအတွက်ကိုစူးစမ်းစေချင်တယ်ပေါ့နော်ကိုလိုမျိုးပဲဟိုဟိုအားကစားဟိုစိတ်နှစ်ပြီးတော့ ထွန်းပပဖြစ်စေချင်တယ်ပေါ့ဟုတ်။ဒါပြောဆိုတော့ဟိုဘက်မှာလည်းကိုယ်နိုင်ငံကကစားဟိုဟာလူမျိုးတွေလည်းရှိနေချင်းမှာသူတို့လာတဲ့အခါကျတော့ပို့ပြီးတော့ကိုယ့်အတွက်အားရင်ဖြစ်စေချင်တယ်ပေါ့နော်။ပြည်သက်တိုင်းကအခု30 30အများရှိတာရှာအစားပြိုင်ပွဲထိုင်းနိုင်ငံမှာကျမတွေအတွက်ကြောင့်မလို့ထိုင်းနိုင်ငံမှာနေတဲ့မြန်မာလူမျိုးတွေလာပြီးတော့အားပေးမယ်ဆိုရင်မြန်မာအားကစားပို့ပြီးတော့အောင်ပြန်မယ်လို့ရုံကြည်ပါတာဟုတ်။အရှင်ထိုင်းမှာပဲ။ ။ဘာဖြစ်လို့သူနဲ့က final မှာအမြဲတွေ့နေတဲ့တကြောင်မှာ Asian Thai ကအဓိကပါပဲ။အုပ်စုကတော့အခု loss တော့မခွဲသေးဘူးပေါ့နော်။ကိုကြမ်းမသူတို့ဝက်စရာတွေဆွဲပြီးမှပါအုပ်စုကထွက်လာမှာပါ။ပြေကရနဲ့ဟိုတဦးချင်းစီပြိုင်ပွဲမှာကြတော့သူနဲ့ဟိုကစားတဲ့အခါကျတော့ဟိုထိုင်းကကစားသမားနဲ့ပဲဖိုင်နယ်အမြဲတွေ့နေကြတာပေါ့နော်ဒါပေမဲ့ဟိုသူနဲ့တွေ့တဲ့အခါကျတော့ तू ကသူနဲ့ကိုနေက လှင်သူစားတဲ့ပုံစံမျိုးဖြစ်နေသူနိုင်နိုင်မနိုင်ကိုနိုင်ရမယ့်ပုံစံမျိုးဖြစ်အဲ့တော့ဒီနှစ်မှာတော့အကောင်းဆုံးကိုကတော့ပြင်ဆင်ပြီးတော့လာခဲ့ပြီးခွာဘာဖြစ်ဆိုသူ့ရဲ့ပြိုင်ပွဲသွားထားတဲ့တောက်လျှောက် movie တွေကိုလည်းကိုကအများရန်အများရန်ကြည့်ပြီးတော့လေ့ကျင့်နေတဲ့အတွက်ကြောင့်မို့သူ့ကိုတော့ကတော့ဒီနှစ်ကတော့အကောင်းဆုံးနှစ်လို့လည်းပြောရမှာ